မြန်မာစစ်တပ်ဟာသူတို့ထိန်းချုပ်မှုအောက်မှာရှိနေသေးတဲ့စစ်တွေမျိုးတွေကရခိုင်ကျေးရွာအချို့ကိုစတင်ပြီးရှို့နေတယ်လို့သတင်းရရှိပါတယ်။မိရှို့ခံရတဲ့ကျေးရွာတွေအထက်မှာစစ်တွေမျိုးမြောက်ဘက်အမြင့်ကျွန်အနီးဝန်းကျင်မှာတည်ရှိတဲ့ချီလေပင်ကျေးရွာနဲ့ဝဘိုးအနီးမှာတည်ရှိတဲ့တိမ့်တန်တဲ့ရွာတန်ကျေးရွာတို့ဖြစ်ကြတယ်လို့သိရပါတယ်။ယမန်နေ့အောက်တိုဘာ29ရက်နေ့ညကမိရှုခဲ့တယ်လို့ဒေတာကန်တယောက်ကပြောဆိုပါရယ် အဲ့ဒီရွာတွေကိုမိရှို့ရတဲ့အကြောင်းအရင်းကိုအတိအကျမသိရသေးပေမဲ့လည်းခြေကုပ်ယူပြီးအာရခတတ်တော်ကစစ်တွေကိုတိုက်ခိုက်လိုက်နိုင်တာကြောင့်စတင်ရှင်းလင်းတာဖြစ်နိုင်တယ်လို့ဒေသခံတွေကပြောဆိုကြပါတယ်။အခုရက်ပိုင်းအတွင်းအမြင့်ကျွန်ကျွော်မှာတက်ဆွဲထားတဲ့တပ်သားတွေအာရခတတ်တော် AAC လက်နက်ချထားတဲ့သတင်းတွေထွက်ပေါ်နေပြီးအခုမိရှို့မှုဟာစစ်သားတွေထွက်ပြေးသွားတာနဲ့လည်းသက်ဆိုင်နိုင်တယ်လို့ဒေသခံတချို့ကသုံးသပ်ပါတယ်။ စစ်တွေမျိုးပတ်ပတ်လည်းမှာအာရခတတ်တော်အေအေနဲ့မြန်မာစစ်တပ်တို့အကြားနှစ်ဖက်စစ်ရေးတင်းမာမှုမြင့်တက်လာနေပြီးလက်ရှိနှစ်ဖက်လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်တာတွေရှိနေပါတယ်ရှင်။